မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုဇွန်လ29ရက်နေ့မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေကပြောပါရယ်ဇွန်လ29ရက်နေ့တရက်ထဲမှာပဲကြောင်မဲမြို့ပေါ်တိရောက်ကကကံဘောစာရှမ်းကြောင်းအနီးနဲ့အမှတ်9ရက်ကွက် ညကုံရက်ွက်တို့ကိုလေချောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာပါဘုံကျဲတိုက်ခတ်မှုကြောင့်တရက်ွက်မှာနေထိုင်တဲ့ဒေသခံ9ယောက်နဲ့ညကုံရက်ွက်မှာနေထိုင်တဲ့ဒေသခံ2ယောက်တို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကြောင်မဲဒေသခံတယောက်ကပြောပါတယ်တန်းမြို့သားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ဘုံကျဲတိုက်ခတ်ခံရတဲ့အခြေအနေကိုအသီးအစိတ်သိရနိုင်ဖို့ TNL ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကို DVB ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ် ကြမ်းမဲမြို့ပေါ်မှာလက်တလောတိုက်ပွဲဖြစ်ပွားနေတာမရှိဘဲစစ်ကောင်စီတပ်ကအရက်သားတွေနေထိုင်တဲ့ရက်ကွက်တွေကိုရည်ရွယ်ချက်ရှိရှိဥတီပစ်ခတ်ခဲ့တာလို့ဒေသခံတွေကပြောဆိုနေကြပါတယ်ခင်ဗျာကချင်ပြည်နယ်ဖားကန်းမြို့မှာဇွန်လ30ရက်မနေ့ဆယ်နိုင်လောက်က73စီကိုရောင်တစ်ခုမိလောင်မှုဖြစ်ပွားခဲ့ပြီးအနီးနားကနေအိမ်သုံးလုံးမှာမိလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါတယ်ဖားကန်းမြို့စိတ်မှုကျေးရွာရက်ကွက်သုံးအနီးက ခိုင်ကြည်စဉ်ဆက်သုံးစီအယောင်ဆိုင်ရဲ့စီကိုရောင်ကနေမိလာမှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးအနီးနားကလူနေအိမ်သုံးလုံးမှာပျက်စီးခဲ့တယ်လို့ဆိုပါရယ်ဆက်သုံးစီအယောင်ဆိုင်ရဲ့အနောက်ဘက်ကစီပေပါတွေထားတဲ့ကိုရောင်ကနေမိစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမိလာအားအရန်ပြင်းတဲ့အတွက်ကိုရောင်ဘေးကအိမ်တွေထိပါလောင်ခဲ့တယ်လို့ဒေသခံကပြောပါရယ်အဲ့ဒီမိလာမှုကိုရက်ကွက်နေပြည်သူတွေမိသားတက်ဖွဲ့ဝင်တွေလူမှုကွန်ရက်အသင်းတွေကစူပောင်းပြီးမိနစ်30ကြာတဲ့အထိနှိမ်သက်ခဲ့ရပြီးလူထိခိုက်မှုတော့မရှိဘူးလို့ဆိုပါရယ် မိလာမှုနဲ့ပတ်သက်ပြီးစတင်လောင်ကျွမ်းခဲ့ရတဲ့အကြောင်းရင်းကိုသက်ဆိုင်ရာကစတင်စုံစမ်းနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလာတရနေ့ကလည်းဖာကန်မျိုးစိတ်မှုချေရအုပ်စုမော်ရှန်ချေရတဲ့ကနေတလုံးရဲ့မိဖို့ဆောင်ကနေတဆင့်မိလာမှုဖြစ်ပွားခဲ့ပါတယ်ခင်ဗျာပလောင်ပြည်နယ်လွတ်မြောက်ရေးတအုပ် PSLF TNL ကဖွင့်လှစ်ထားတဲ့နိုင်ငံရေးသိပ္ပံကျောင်းအပတ်စဉ်ကျောင်းဆင်းပွဲနဲ့ဒီပလိုမာပွဲနှင်းအပ်တဲ့အခမ်းအနားကိုဇွန်လ25ရက်နေ့ကတန်းဒေတာတနေရာမှာကျင်းပပါတယ် အဲ့ဒီတန်တန်းချောင်းဟာ2022ခုနှစ်ဩဂုတ်လမှစတင်ဖွင့်လှစ်ခဲ့တာပါ။တုံးနှစ်ကြာကာလအတွင်းចောင်းသား15ရောက်နဲ့ចောင်းသူအယောက်20စုစုပေါင်း35ရောက် တက်ရောက်တင်ကြားခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။နိုင်ငံရေးသိပ္ပံချောင်းကတုံးနှစ်ကာလအတွင်းအောင်မြင်ပြင်းပြောက်တဲ့ចောင်းသူចောင်းသားတွေကိုဒီပလိုမာအဖွဲ့အနှင်းချင်းထူးချွန်တဲ့ចောင်းသူចောင်းသားတွေကိုစုချီးမြှင့်ပေးခြင်းနဲ့တင်ကြားပေးတဲ့ဆရာဆရာမတွေကိုဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဒီကနေ့ဇွန်လ30ရက်နေ့အထိဆိုရင်မြန်မာနိုင်ငံမှာငလင်းအပါအဝင်တဘာဝပေးတဲ့နဲ့ပတ်သက်လို့ဘာတွေထူးခြားတာရှိပါသလဲစစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုနဲ့တိုက်ပွဲတွေကရောဘယ်လိုအခြေအနေရှိနေပါသလဲသတင်းရယူနေတဲ့ကိုစိုးသူအောင်ကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်ဟုတ်ကဲ့ပါကိုစိုးသူအောင်ရေဒီကနေ့မှာငလင်းနဲ့ပတ်သက်တဲ့တဘာဝပေးတဲ့နဲ့ဘာတွေပြပြဖို့ရှိပါလဲဗျဟုတ်ကဲ့ပါဗျဟိုဒီကနေ့ဂျွန်လ30ရက်အထိဆိုရင်တော့ဒီဖျားပြင်းစကိုင်းကလေးလှုပ်ခဲတာက3လကျော်လာပါပြီရက်အနေနဲ့ဆိုရင်တော့64ရက်အထိကြာလာတာပါ အငလင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီအခုညနေပိုင်းမှာပဲပေါ့ဒီပြင်းဦးလင်မှာ3တသမ6အဆင့်ရှိတဲ့ငလင်းငယ်တစ်ခုလှုပ်ခဲ့ပါတယ်ပြီးတော့မနေ့ကပဲမန္တလေးတိုင်းမြသာမြို့နာမှာမြေအောင်အနက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့၄သသမ8အဆင့်ရှိတဲ့ငလင်းလှုပ်ခဲ့ပါတယ်ဂျွန်လာ28ရက်ကလည်းမန္တလေးမြို့ရဲ့အရှေ့ဘက်25ကီလိုမီတာအကွာမှာအင်းအား လေးသရမသုံးအဆင့်ရှိတဲ့ငလင်တစ်ခုလှုပ်ခဲ့တယ်လို့အဲ့ဒီမှာပဲကော်တောင်းမြို့ရဲ့အနောက်တောင်ဘက်ပင်လယ်ပြင်မှာအဆင့်၅ရှိတဲ့ငလင်လှုပ်ခဲ့ပါတယ်။ပြီးတော့မန္တလေးမြို့မှာဆိုရင်အခုချိန်ထိငလင်တန်သင်းအဆောက်အုံတွေကိုဖြိုဖျက်လို့မပြီးသေးတယ်လို့ပြန်လည်ထူထောင်ရေးကိုလည်းဒီ30ရာခိုင်နှုန်းကျော်ကျော်လောက်ပဲလုံးနိုင်သေးတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ပြီးတော့ငလင်ကြောင်ထိခိုက်မှုများခဲ့တဲ့ဇဂိုင်းမှာလည်းလေကြောင်တိုက်ခိုက်မှုနဲ့စစ်စင်ရေးဒဏ်ဒီကိုပါပူတွဲကြုံတွေ့နေရလို့အခုအညီတွေလိုအပ်နေပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့စီးရီးသတင်းချင်နေတာဘယ်လိုရှိလဲဗျဟုတ်ကဲ့ပါဟိုစစ်တပ်ကငင်းချမ်းရေးဖိုရမ်ဆိုပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တာအားလုံးသိမှာပါအဲ့ဒီအချိန်မှာကောပြီးတော့ဒီကနေ့အချိန်မှာပါဒီလေကြောင်းတိုက်ခိုက်မှုနဲ့စစ်စင်ရေးလုံနေတာတွေကမရက်တန်ပါဘူးအဲအခုရက်ပိုင်းဆိုရင်တော့ဖြူကြောင်မဲတောင်သာစင်ကူးမြို့နယ်တွေမှာဒီလေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့သလိုတိုက်ပွဲဖြစ်နေတဲ့နောင်ချိုမိုးပြဲဗမော်အကြောက်ပြူအပါဝင်နိုင်ငံအနှံ့မှာလေလေကြောင်းနဲ့ပုံကျဲတာပြီးတော့ မြေပြင်ထိုးစစ်ဆင်တာတွေကဆက်ရှိနေပါတယ်ဖြူမျိုးနယ်မှာဆိုလို့ရှိရင်တော့ဂျွန်လ29ရက်နေ့ကပေါ့လေချောင်းတိုက်တာကြောင့်တရက်သေးကိုပြည်သူ9ယောက်သေဆုံးပြီးတော့အယောက်80နီးပါးဒဏ်ရာရခဲ့တယ်ဆိုပြီးကုညီပင်းနေတဲ့သူတွေက DVV ကိုပြောထားပါတယ်ပြီးတော့စစ်မှုထမ်းကောက်တာတွေကလည်းပုံစံပြောင်းလာပါတယ် AOW တိုင်းတွေကတချို့မျိုးနယ်တွေမှာဆိုရင်အုတ်ချုပ်ရေးတာဝန်ရှိတဲ့သူတွေကသူတို့ကိုယ်တိုင်မဲနိုင်ပြီးတော့မဲပေါက်တဲ့သူရဲ့နေအိမ်ကိုကျူပြီးတော့အကြောင်းမကြားပဲ ်စစ်ကားနဲ့ရောက်လာပြီးဖမ်းဆီးတယ်ဆိုပြီးတော့လည်းသတင်းပေးပို့တာသိရပါတယ်ခင်ဗျဟုတ်ကဲ့ပါခုလိုပြောပြပြတာကျေးဇူးတင်ပါတယ်ဒါကတော့ငလင်းပါဝင်တဘာဝဘေးသတင်းနဲ့ပတ်သက်တာတွေကိုမြင်းမြန်ခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးအောင်ပါပါထိုင်းမြောက်ပိုင်းချင်းမိုင်မှာမြန်မာရွှေပြောင်းလို့သားတရားဟာတပတ်ရစ်ဆိုင်ကယ်ဝယ်ယူဖို့အစမ်းစီးကြည့်မယ်ဆိုပြီးပြန်မလာတော့ဘဲထွက်ပြေးသွားတယ်လို့ချင်းမိုင်ညူးစ်ထိုင်းသတင်းမှာဖော်ပြပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကတပတ်ရစ်ဆိုင်ကယ်ရောင်းလို့သူတရားက အမြင်မသိဝဲလိုသူတယောက်နဲ့ချိတ်ဆက်မိပြီးစိုက်ကဲကြည့်ဖို့အတွက်ဇွန်လ28ရက်မနေ့ကချင်းမိုင်နောင်ဟွန်ရွက်ကွက်မှာချင်းဆိုခဲ့ကြတယ်လို့ဆိုပါရယ်စိုက်ကဲဝယ်မဲ့သူဟာစိုက်ကဲကောင်းမကောင်းအဆန်းစီးကြည့်မယ်လို့ပြောပြီးထွက်သွားတာပြန်မလာတော့တာကြောင့်စိုက်ကဲပိုင်ရှင်ကမဲပင်းနယ်မြေရဲစခန်းမှာသွားရောက်တိုင်တန်းခဲ့ပါရယ်ရဲစခန်းကသူနဲ့ပတ်သက်တဲ့အထောက်အထားကနေစုံစမ်းကြည့်ရမှာတော့ချင်းမိုင်ဒွိုက်စကတ်မှာနေထိုင်သူဆိုင်းလူဆိုသူအသက်36နှစ်အရွယ်မြန်မာရွှေပြောင်းလို့သာဖြစ်တယ်လို့သိရပြီးသွားရောက်ဖမ်းဆီးခဲ့တာပါ တရခံဖြစ်သူဟာချန်စာအလုပ်လုပ်ကြရင် စိုက်ကယ်လိုချင်တဲ့တပတ်ရစိုက်ကယ်ဝယ်ခြင်းပေမဲ့ငွေမရှိတာကြောင့်ကြံမိကြံရလောက်ရတာလို့ဝန်ခံသွားပါတယ်။တာဝန်ရှိသူကသူ့ကိုစိုက်ကယ်ခုံးမှုနဲ့အဖြစ်ပေးရေးယူသွားမယ်လို့ပြောပါတယ်ခင်ဗျာ။ AR တိုင်းကစိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ကွန်တီနိုတပိတ်တာကို9500ကျပ်အထိဈေးကျဆင်းလာတဲ့အတွက်စိုက်ပျိုးသူတွေနဲ့ရောင်းဝယ်သူတွေအခက်တွေ့နေကြပါတယ်။ အေရီတိုင်းမှာပြီးခဲ့တဲ့မေလနဲ့ဇွန်လပထမပတ်အထိကွန်တီအနုတပိတ်တာကိုငွေကျပ်9000ကနေ9500အထိဈေးပေါက်ခဲ့ပြီးဇွန်လဒုတိယပတ်မှာတော့ကွန်တီနုတပိတ်တာကိုကျပ်9500အထိဈေးထိုးချခဲ့တာလို့ကွန်တီရောင်းဝယ်လုပ်ငန်းရှင်တွေစီကနေသိရပါဗျ။ကွန်တီနုဈေးမရတဲ့အတွက်ကွန်တီတွေကိုရှင်းမဲ့တဲ့အထိစောင့်ရအောင်မှာဖြစ်ပြီးအခုဈေးနဲ့မရောင်းနိုင်ဘူးလို့အေရီတိုင်းဘုကလေးမြို့နယ်ကကွန်တီချန်လုပ်ငန်းရှင်တယောက်ကပြောပါဗျ။ လက်ရှိမှာတော့ကွန်တီနုဈေးကျဆင်းနေတဲ့အပြင်ကွန်တီအနုဝယ်ယူရမှာလဲအဝိုင်းသီးတွေကိုဝယ်ယူမှုမရှိဘဲဒေတာအခေါ်ဥပဲချွန်းကတ်ချွန်းမျောချွန်းပုံစံရှိပြီးအလေးချိန်16ဂရမ်နဲ့38ဂရမ်အကြားရှိတဲ့အစိမ်းရောင်ကွန်တီအနုကိုသာဝယ်ယူနေကြရလို့ဆိုပါတယ်ခင်ဗျာ DVB ရုံးမြင်သားကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာ